မယ်ရီမာရီဒိုင်ယာရီအပိုင်းကိုဒီနေ့တော့မယ်ရီနဲ့မာရီတို့အန်ဒီလေးတနေ့လုံးအွန်လိုင်းကနေသင်တန်းတက်နေရတယ်။မယ်ရီနဲ့မာရီတို့နှစ်ယောက်ပြင်းပြင်းနဲ့အိမ်ရှိရာစာအုပ်စင်ကိုမှုရင်းနေတယ်။နှုတ်တိုက်တရဝါရီမှာတဲ့ဥဥတဲ့တရဝါရဲ့လူတွေလို အကောင်လိုက်မွေးတဲ့တရဝါရဲ့တားပိုက်ကောင်လိုမျိုးဘိုက်ထဲမှာတားပေါက်လေးထည့်ထားတဲ့တရဝါရဲ့ဆိုပြီးတော့ရှိကြတယ်တဲ့မာရီရဲ့ ကျမ်းမြင်ပေါ်မှာဝင်းအားမောက်ရဲ့ခေါင်းထောင်ပြီးတော့မေရီယာစာအုပ်ကိုအတန်ထွက်ဖက်ပြနေတယ်။မာရီယာတော့လက်နှစ်ဖက်ရှက်ထားတဲ့ပုံမှာခေါင်းတင်ပြီးတော့ပက်လက်လေးရဲ့နားထောင်နေတယ်။ကဘာပေါ်မှာနိုးတိုက်တဲ့ဝါဘယ်နှမျိုးရှိကြလဲလဲ။မာရီယာနားထောင်နေရနေမေးလိုက်တယ်။9000ကျော်ရှိရဲ့တဲ့။နေုံလေးအစင်လိုက်ဖက်ပြမယ်ဖြတ်မမီနဲ့။မေရီယာမာရီမေးတဲ့မေးခွန်းအတွက်အဖြေကိုစာမျက်နှာမှာရှာရင်းနဲ့ဆက်ပြီးတော့ဖက်ပြနေတယ်။ ဟဲ့ဟဲ့လင်းနူကနိုးတိုက်တော်ဝါတဲ့ပြီးတော့ရေထဲမှာဆိုရင်ဝေလာငါလပိုင်းပင်လယ်ဖြန်ကနိုးတိုက်တော်ဝါတဲ့သူတို့ကလည်းလူတွေလူမျိုးအစုတ်ကနေအသက်ရှူဖို့လိုတယ်တဲ့အကြောင်းမလို့ရေပေါ်တက်လာပြီးတော့အသက်ရှူကြတာတဲ့อืมอืมမာရီယာအွန်လိုင်းရင်နားထောင်နေရတာနေအန်ဒီလေးကလည်းမပြီးတော့ဘူးလားမသိဘူးပြင်းလိုက်တာအမလီပြင်းရင်ကျမလှုပ်เสียရအလုပ်ပေးမယ်အမားတို့ မယ်ရီနဲ့မာရီတို့အမေကြီးကရုပ်လာတဲ့အဝတ်တွေကိုဖျက်ဖို့ပစ်ချလိုက်တယ်။မိုးကောင်းနေတာနဲ့ဒီနေ့မှအဝတ်တွေကတိတိချာချာချောက်တယ်။အဲ့ဒါလေးခောက်ပေးပါအောင်အမေကြီးဈေးမှသွားဝယ်စရာရှိလို့အမေကြီးခိုင်းတာနဲ့ကွက်တီမယ်ရီနဲ့မာရီတို့ပင်မင်းဆိုင်လုပ်တန်းကစားဖို့ရသွားကြတယ်။အဝတ်တွေကိုတိတိတတ်တတ်ခောက်တဲ့သူကခောက်တယ်။သူ့အဝတ်နဲ့သူတွဲပြီးတော့ပုံတဲ့သူကပုံနဲ့မယ်ရီနဲ့မာရီတို့အပြင်းပြေစရာအလုပ်ရသွားတယ်။ ရုပ်ရှင်ထဲမှာအဝိရှော်ဇက်တီမှာတွားပြီးတော့အဝိရှော်ကြရင်နဲ့ကော်ဖီရေလက်ဖက်ရည်တွေတောက်ကြတာလိုမျိုးတောက်ချင်တယ်လို့မယ်ဒီနဲ့မာရီယာတောင်းဆိုကြတယ်။မိပြန့်နေလို့ဆိုပြီးတော့အပါကြီးကရှိတဲ့ရင်နွေးကိုလက်ဖက်ချောက်ခတ်ထားတဲ့ရင်နွေးချမ်းကိုတရားထည့်တိုက်တယ်။မယ်ဒီနဲ့မာရီတို့ရင်နွေးချမ်းချွတ်ချူတောက်လိုက် အဝိခောက်လိုက်နဲ့လက်တလုံးကျေနပ်သွားကြတယ်။အမေကြီးပြန်လာတဲ့အထိမီးရပြန်မလာသေးဘူး။ အဘကြီးကကြီးမိဘူကြီးထုတ်ပြီးတော့ဖုန်နေနဲ့မိဘူးတိုက်တဲ့နေရာအောက်ခံအပြားမှာမိဘူးဂျိုးတွေကိုပါ ပြောင်းနေအောင်တုတ်တယ်။ပြီးတော့မိသွေးမိဘကလက်ကြံမိတဲ့ကိုမိသွေးကထထည့်ပြီးတော့မိမွေမိကိုထွက်တာရက်သွားပြီးဆိုမှကြီးမိဘူကြီးကိုဖွင့်ပြီးတော့မိခဲရဲရဲလေးတွေကိုမိညံ့နဲ့ယူပြီးထည့်လိုက်တယ်။မိကိုတွေမကုံသေးရင်မိတေတေချာချာမစွဲသေးဘူး။မိဘူးတိုင်ရင်လည်းအဝတ်တွေမိကိုနဲ့နေစွဲကုန်မယ်။ အပိုင်ကြီးကလုံရင်ကင်ရင်မီးဖို့ပေးရနေစောင့်ညောင်းထိုင်ပြီးတော့တန်တောကြည့်နေတဲ့မယ်ရီနဲ့မာရီကိုလည်းပါဇက်ကရှင်းပြတယ်။မီးတွေးမီးဖို့ရသွားတာနဲ့မယ်ရီနဲ့မာရီရဲ့စိတ်ဝင်စားမှုကအပိုင်ကြီးစီကနေမီးဖို့တိုက်မဲ့အမေကြီးစီကိုရောက်သွားတယ်။အမေကြီးကဖျားပေါ်မှာအညာဆောင်နှစ်ထပ်ခင်းပြီးတော့အဲ့ဒီအပေါ်အားမှပစိုးရီထမိန်လေးကိုနှစ်ခေါက်ခောက်ပြီးတော့ဖြန့်ခင်းလိုက်တယ်။ပြီးမှအပေါ်ကနေအဝတ်တွေတင်ပြီးတော့တိုက်တယ်။ ကြီးမိဘူးကြီးကလေးတော့အမေကြီးတောင်အားနဲ့မာယာချရတယ်။လုံကြီးတွေအောက်ကခံပြီးတော့အပေါ်ကနေအဝိတ်တွေတိုက်လိုက်တော့အဝိတ်တွေကောင်းအောင်တိုက်ပြီးရင်လုံကြီးတွေကတော်တော်ပြန့်နေပြီ။အားလုံးပြီးမှတိုက်လိုက်ရင်အတော်ပဲလို့အမေကြီးကပြောပြတယ်။ကြီးမိဘူးပူပူကြီးကိုမမပြီးတိုက်နေတဲ့အမေကြီးရဲ့ပါးနှဖက်ကနီးရဲနေတယ်။အပြင်မှာမိုးတွေဝုန်းတိုင်းရွာနေပြီပဲ။အမေကြီးကတော့ချွေးတွေနဲ့ကြီးတောက်လိုက်တိုက်လိုက်နေတယ်။ အပိုင်ကြီးကလည်းအိမ်နောက်ဖေးမှာမီးသွေးမီးဖို့တစ်လုံးနဲ့ထမင်းဝုန်းနဲ့ဟင်းအိုးကိုဇက်တိုက်တယ်နေတယ်။မယ်ရီနဲ့မာရီကကစုံပြုတ်ထက်ရွှေဖီယုံသီးမီးဖုတ်ကိုပို့ပြီးတော့ကြိုက်ကြတယ်။အပိုင်ကြီးကမီးသွေးမီးဖို့အောက်ထဲရွှေဖီယုံသီးအလုံးသေးသေးလေးကိုအခုံမခွာပဲမီးထည့်ဖုတ်လိုက်လို့အနမ်းထွက်လာတာနဲ့မယ်ရီနဲ့မာရီတို့အိမ်နောက်ဖေးမီးဖို့ဘေးကိုရောက်သွားကြပြန်ရော။ထမင်းစားပြီးရင်ရွှေဖီယုံသီးဘယ်နဲ့စိတ်စားမယ်ဆိုပြီးတော့ခွဲတန်းချနေကြပြန်တယ်။ ပြသူနောက်တစ်ပတ်ဆက်ပါမယ်အလုံးရဲ့အတန်း Federal FM 96.5